တခါကရွာတရွာတဲ့ဆုံးမကြီးတကောင်ဝင်လာတဲ့အတွက်ရွာသူရွာသားတွေအားလုံးလည်းစိုးရင်ပူပန်းကုန်ကြရပါတယ်။ဒီဆုံးမကြီးအကိုပါရီဆက်လုံးမလဲဆိုတာကတော့ဘယ်သူမှမသိပါဘူး။အမရင်နင်းသိလား။ငါတို့ရွာရဲ့ကိုလေဆုံးမကြီးတကောင်ဝင်လာတဲ့ကြောက်စရာကြီး။အခုတော့ရွာမှာမကောင်းတာတွေအများကြီးဖြစ်တော့မယ်နဲ့တွေ့ပါရယ်။ကျမတို့ရွာပြက်စီသွားရင်ဘယ်လိုလုပ်မလဲ။အေးဟုတ်တယ်။အဲ့ဒီဆုံးမနဲ့ပတ်သက်တဲ့သတင်းကိုတော့လေကျမလည်းကြားထားတယ်။အခုရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လဲဆိုတာကတော့ကျမတို့ဆက်ပြီးတော့ကြီးကြတာပေါ့ရှင်။ ညမို့ချုပ်သွားခဲ့တဲ့အခါမှာတော့ရွာသူရွာသားတွေအားလုံးကစုံမကြီးလောင်မကိုကြောက်တဲ့အတွက်အခန်းတကောက်တွေပဲ့ပြီးနေနေကြပါရယ်။ညမို့ချုပ်ပြီးဆိုတာနဲ့စုံမကြီးလည်းရွာထဲကိုဝင်လာခဲ့ပါရယ်။ဒါဘာလို့တာလဲ။ဘာလို့ထားကြတာလဲ။ငါလာပြီးဆိုတော့ကိုတည့်ရဲ့သားနဲ့ရွာသူရွာသားတွေအားလုံးကအိမ်တကောက်တွေကိုအထဲကနေပိတ်ထားကြရယ်ပေါ့လေဟုတ်လား။ငါရွာရဲကိုဝင်လာပြီဆိုတော့ငါသားကောင်ကိုတော့ငါရအောင်ရှာပြီးရောမှပဲပြန်မယ်ဟဲ့ဒီဟာရင်းငါ့ကိုပေါ့တေးတေးအောင်းမဲနေကြလားမသိပါဘူး ဒီလိုနဲ့ဆောင်းမကြီးကလည်းအိမ်တိန်ရဲ့အရှိကိုသွားပြီးနောက်မှာတော့တကားသွားခေါင်နေခဲ့ပါရယ်ဒီမှာငါလာတယ်တကားမြန်ဖွင့်စမ်းတကားဖွင့်တကားဖွင့်အမြဖွင့်နော်ငါယောက်ျားတယောက်ကိုရေးတစည်းလိုအပ်နေတယ်အမြဖွင့်အမြဖွင့်တကားဖွင့်လို့ပြောနေမကြဘူးလားအမြဖွင့်ဒုက္ခပဲညရီမိုးချုပ်ဒီလောက်မိုးချုပ်နေတဲ့အချိန်ကြီးမှာဘယ်သူများလဲမသိဘူးနော်ဒီအချိန်ဘယ်သူလာတာဖြစ်မလဲကဲမိမကြီးအပြင်မှာတကားခေါင်နေတဲ့အတောင်မင်းကြားရင်မလား ဘယ်သူများလဲမသိပါဘူးကွာတစ်ချက်တော့တွားကြည့်လိုက်စမ်းမအောင်ရှင်ရှက်ဘူးလားညိုင်မိုးချောအိမ်တကားလာခောက်တာကျမတို့တော့ဖွင့်ခိုင်းနေတယ်ကျမကတော့ဖြစ်စင်တာဖြစ်ရှင်ကတော့ဒီ NDA ကနေလွမြောက်မှဖြစ်မယ်ပေါ့ကျမအန်ဒီရဲ့ကိုရှင်တွန်းဖို့နေရလားရှင်ကျမနဲ့လက်ထပ်ထားတာလက်ထပ်တုံးကဂတိတွေအထက်ထပ်ပေးခဲ့ရလဲရှင်ပဲအခုကျတော့တတော်ဂတိတွေတည်နေရပေါ့လေမင်းတို့လေငါဘာအလုပ်တခုမှခိုင်းလို့မရဘူးဒီလားဘာအလုပ်ပဲခိုင်းခိုင်းမင်းအမြင်အခုလိုမျိုးအကြောင်းပြချက်တရားတော့ပြနေရဲ့ အခုလည်းမင်းဘာမှထပ်ပြီးတော့ပြောမနေပါတော့နဲ့ငါတရက်တော့အလုပ်တွေဘလောက်တောင်မှပင်ပင်ပန်းပန်းလုပ်ပြီးတော့ပြန်လာရလဲဆိုတော့ကိုရောမင်းသိလားယောက်ျားဖြစ်သူတယောက်ထဲပင်ပန်းပြီးတော့ပြန်လာရင်နှိပ်ပေးမယ်မရှိဘူးစကားကများနေကြံတဲ့အလုပ်တွေကိုလည်းမင်းငါ့ကိုပဲခိုင်းချင်နေရလေတော်ပါတော့ရှင် တော်ပါတော့နားညည်ရတားကိုနားညည်ရကျမရှင်နဲ့ထပ်ပြီးတော့လေအရင်ကောင်မလုပ်ချင်တော့ဘူးသီလားကျမကိုယ်တိုင်ပဲတကားသဖွင့်ပေးလိုက်တော့မယ်အဲ့ဒါမှမြင်အောင်မယ်သူကလည်းဒေါသတကြီးနဲ့ပဲတကားသဖွင့်ပေးနေခဲ့ပါရဲ့ အမှန်တကယ်မှာတော့တို့အိမ်တကားကိုလာခောက်တာပဲသူလဲဆိုတော့ကိုတို့တို့ကိုယ်တိုင်းလည်းမသိပါဘူးတကားသဖွင့်ခဲ့တဲ့အခါမှာဟဲဆုံဆုံဆုံမကြီးဆုံမကြီးပါလားသွားပါပြီသွားပါပြီငါဆုံမကြီးကို တကားဖွင့်ပေးမိသွားပြီဒုက္ခပဲဒုက္ခပဲသူကတော့ငါ့ကိုအလှုပ်ပေးမှမဟုတ်တော့ဘူးကဲပါအောင်ရှင်ကဲပါအောင်ကဲပါအောင်ကဲကြပါအောင်ဒီမှာယောက်ျားကြီးအမြလာစားမအောင်ရှင်းလုံငါကြောက်ကြတော့လေတကယ်ပဲအမြလာကျမောက်လာခဲ့ဒီအချိန်မှာဆုံမကြီးကကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့ရှိနေပါတယ် ဒီနေ့တော့ငါသားကောင်ကိုငါရသွားပြီငါဒီသားကောင်ကိုခေါ်သွားမယ်နေကငါလက်ထဲကနေပြီးတော့အခုပဲသူမမကဲတင်ပေးနိုင်ကြဘူးဒီလိုနဲ့ရွာသူအမျိုးသမီးတယောက်ရဲ့ခေါင်းကိုတခါရဲခန္ဓာကိုယ်နဲ့အပိုင်းပိုင်းပြလိုက်ပါတယ်ဒီတော့ရဲ့အခါမှာတော့ရွာသူအမျိုးသမီးရဲ့ခေါင်းကိုသူ့ရဲ့လက်ဘေးမှာဆက်လိုက်တဲ့အခါမှာတော့ခေါင်းနှလုံးနဲ့ဆုံးမကြီးဖြစ်သွားပါတယ်တွေ့လားငါရဲ့ဆန္ဒပြေးဝသွားပြီငါအရင်တုန်းကထပ်ပေါ်ပြီးတော့အာအင့်တွေကြီးထွားလာပြီငါကိုဒီလောကကြီးတစ်ခုလုံးမှာဘယ်သူမှရှင်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူးပြောရဟေးပြောရပြောရ ငါတရွာလုံးကိုမိရှုပ်ပြချပြမယ်။ဘယ်သူကမှအလှုပ်ပေးမနေဘူး။တဖက်မှာအိမ်တဲခဲမှာရှိနေရောက်သားဖြစ်တော့ကလည်းသူ့မိမကိုအတန်ပေးပြီးတော့ခေါ်နေခဲ့ပါရဲ့။ကဲမိမရေမင်းကတကားသွက်ဖွင့်ပေးနေရလား။တကားတစ်ချက်လုံးပြန်ပြေးနေရလား။ဘာလုပ်နေရလဲ။အရန်ကိုကြတာပဲ။အမြန်လာလေးကွာအမြန်လာအမြန်လာ။ညတော်တော်လေးမိုးချုံနေပြီ။မနေ့ကျရင်ကအစောကြီးထပြီးအလုပ်ကိုလည်းသွားရအောင်မယ်။မိမရေမိမမိမသူဘာဖြစ်တော့ငါအတန်ပြန်မပေးရတာလဲ။ဘာဖြစ်နေပြီလဲမသိပါဘူး။ တကုတ်ကုတ်ဖြစ်သွားရင်တော့ဒုက္ခပါပဲတွားကြီးမှဖြစ်အောင်ပဲဒီလိုနဲ့သူလည်းအပြင်ကိုထွက်လာကြည့်ခဲ့တဲ့အခါမှာတော့သူရဲ့မိမမခေါင်းမရှိတော့ပါဘူးဒုက္ခပဲဒါငါ့ရဲ့မိမပဲငါ့ရဲ့မိမခန္ဓာကိုယ်ပဲရှိတော့တယ်ခေါင်းပဲရောက်သွားတာလေခေါင်းလည်းမရှိတော့ဘူးပဲအိုဖရာဒုက္ခပဲဒုက္ခပဲကျွန်တော်ရဲ့မိမအခုလို့ဖြစ်သွားအောင်ဘယ်သူလောက်သွားတာလဲကျွန်တော်တို့ဘဝပြပါပြီဘဝပြပါပြီကျွန်တော်မိမရဲ့ခေါင်းကိုတဲရောက်ကယူသွားတယ်ဗျအခုလောက်တော့ငါ့မိမနဲ့ညင်းခုန်ခဲ့မိတာတကယ်ကိုမှားတာပဲ ငါသားတကားသဖိန်ခဲ့မယ်ဆိုလို့ရှင်တော့သူအခုလိုဖြစ်မှာမဟုတ်ဘူးဒုက္ခပါပဲမိမ့်မအေးမိမ့်မသူရဲ့တောင်ကြားခဲ့ရတဲ့ခါမှာအနေဝင်ချင်းမှရှိတဲ့လူတွေရောက်လာခဲ့ကြပါတယ်လူတွေကလည်းအုံပြီးတော့ကြည်နေခဲ့ကြတာပေါ့ဒုက္ခပါပဲကိုရဲ့ဒါဘာတွေဖြစ်ကုန်တာလဲဒီအချိန်ကြီးဘာဖြစ်လို့ဒီလောက်တောင်မှစူညာပူညာတွေလုပ်နေရလဲငါမိမရဲ့ခေါင်းကိုတစုံတစ်ယောက်ယူသွားခဲ့တယ်လေသူမခန္ဓာကိုယ်ပဲကြံတော့တယ်ငါကတော့သွားပြီငါဘဝပြက်စီးပြီငါဘဝပြက်စီးပြီငါဘာဆက်လို့ရမလဲဘာဆက်လို့ရတော့မလဲငါအခုဘယ်ကိုသွားရမလဲအကို အခုမှငိုနေလို့လည်းဘာမှမထူတော့ဘူးဒါရီအားလုံးကဘယ်သူလောက်တာလဲဆိုတာကရှင်းလဲနေရပဲလေတော်ရဲကိုအမြဲတမ်းဝင်လာတဲ့ဆုံးမကြီးပဲနေမှာသူကတွေ့လို့ဒါကိုဘယ်သူမှမလုံနိုင်ဘူးရှုံးမာတဲ့ဆုံးမကြီးငါ့ရဲ့မိမကိုဘာဖြစ်လို့အခုလိုမျိုးလှုပ်သွားရတာလဲတဖက်မှာဆုံးမကြီးကလည်းသူရဲ့ထိုင်ကိုယ်တွေကိုပြန်လာခဲ့လိုက်ပါတယ်သူရဲ့စွမ်းအားတွေပိုပြီးများလာဖို့အတွက်သူလည်းမကောင်းဆိုတာနှစ်ဖျားကြီးကိုပူဇော်ပါတယ်ဒီမှာကြည့်ပါဦးငရဲမင်းကြီးကျမငရဲမင်းကြီးနဲ့မကောင်းဆိုတာနှစ်မင်းကြီးကိုပူဇော်ပါတယ် ကျမစွာရီပို့ပြီးတော့ကြီးလာဖို့အတွက်နောက်ထပ်ခေါင်းတစ်လုံးကျလာခဲ့ပြီးအခုကျမဘူးစော်ပွဲကျင်းပပေးနေတာအခုကျမနောက်ထပ်ခေါင်းတစ်လုံးပဲလိုအပ်တော့တယ်ဒီခေါင်းတစ်လုံးကိုတာရသွားပြီးဆိုရင်တော့ကျမအောင်မြင်ပြီကျမဒီထပ်ပို့ပြီးစွာအားရီကြီးထွားလာတော့မှနောက်နေ့မှရွာသူရွာသားတွေအားလုံးကလည်းကြောက်လန့်တော့တဲ့အတွက်ကြောင့်မလို့အိမ်သေးကောင်းနဲ့အိမ်ပြင်းကိုတော့မထွက်ရေးပါဘူးရှင်တိလားမနေ့ကလည်းကျမစီမားနဲ့စကားတွေအများကြီးပြောနေခဲ့သေးရရှင်ဒါပေမဲ့ဒီနေ့မှပဲတယင်းမကြီးရောက်ရှိလာခဲ့ပြီးသူ့ရဲ့ခေါင်းကိုယူသွားခဲ့တယ်လေဒါနဲ့ငါစဉ်းစားနေတာ ဆုံးမကြီးကမြွာထဲဝင်လာခဲ့ပြီးတော့လူတယောက်ရဲ့ခေါင်းကိုယူသွားတယ်။ခန္ဓာကိုယ်ကိုဘာဖြစ်လို့မယူသွားရတာလဲ။သူဒါအသားစားခြင်းနဲ့ဆိုလို့ရှင်တော့ခန္ဓာကိုယ်တစ်ခုလုံးကိုယူသွားတဲ့နယ်လေ။ဒိစာတစ်ခုခုတော့ရှိတယ်လို့ငါထင်တယ်။အတီးလိုဝတ်ချက်ကိုငါတို့အမြန်ဆုံးဖော်ထုတ်ရမယ်။ကျမရှိမှာတော့နီလန်တစ်ခုရှိရဲ။သူဒီနေ့လာမစီရော။ညမို့ချုပ်သွားတာနဲ့ဆုံးမကြီးကလည်းတားကောင်းချဖို့အပြင်ကိုထွက်လာခဲ့ပြန်ပါလေ။တကားဖွင့်တကားဖွင့်သူကရွာထဲမှာရှိတဲ့အိမ်တွေကိုတကားလိုက်ခောက်ပါလေ။တကားဖွင့်တကားဖွင့် ဘိုက်စာရဲထမင်းကျွေးငါဘိုက်စာရဲငါ့ထမင်းကျွေး။အော်တနာပါရဲ့။အစာရေစာငါပြနေရဲ့တော့တဲရောက်ရောက်လာကြလားမသိဘူးနော်။ဒီမှာကျမထမင်းသွားကျွေးလိုက်အောင်မယ်နော်။ကျမတို့ရွာရဲကိုတဲရောက်ရောက်လာခဲ့တဲ့ nature ဘိုက်စာနေရလားမသိဘူး။အမျိုးသမီးကလည်းမိဖို့ကန်ထဲမှာရှိတဲ့ထမင်းတွေကိုယူသွားပါရဲ့။ပြရနေတူမတကားဖွင့်လိုက်ပါရယ်နောက်ဆုံးမှာတော့ရောက်လာပြီပေါ့လေဟုတ်လားငါကတော့တောင်းစားရတဲ့သူလို့ထင်သွားတာဒီမှာက တောင်းစားရတဲ့သူမဟုတ်ဘူးကြောက်စရာကောင်းလိုက်တာအမလီဆုံးမကြီးဆုံးမကြီးကဲကြပါအောင်ကဲကြပါအောင် အခုတော့ငါလိုချင်တဲ့နောက်ထပ်ခေါင်းတစ်လုံးဝင်ရတော့မယ်။ခေါင်းနှလုံးကနေပြီးတော့ငါခေါင်းသုံးလုံးဖြတ်တော့မှဒီလိုနဲ့စုံမကြီးကလည်းစုနေသားဆိုတဲ့အမျိုးသမီးကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။သူရဲ့ခေါင်းကိုလည်းဖြတ်ပြီးနောက်မှာတော့သူမရဲ့ခေါင်းမှာတက်လိုက်ပါတယ်။အခုဆိုရင်တော့ငါဖြစ်ချင်တဲ့အတိုင်းခေါင်းသုံးလုံးဖြစ်သွားပြီ။ငါကလောကကြီးတစ်ခုလုံးမှာအာအင်အကြီးဆုံးဖြစ်သွားပြီ။ဒီအချိန်မှာတခြားရွာသူရွာသားတွေကလည်းစုနေသားကိုကယ်တင်ဖို့အတွက်အိမ်ပြင်ကိုထွက်လာကြပါတယ်။သူတို့ထွက်လာတဲ့အထိအရာအလုံးပြီးဆုံးသွားခဲ့ပါပြီ။ ဆောင်းမကြီးကလည်းစွနီသားရဲ့ခေါင်းကိုယူပြီးနေရာကနေထွက်ခွာသွားခဲ့ပါရီဒုက္ခပဲဒီတစ်ခေါက်ဆောင်းမကြီးထပ်ပြီးတော့အောင်မြင်သွားပြန်ပြီကျမတို့ရွာကအမစွနီသားရဲ့ခေါင်းကိုသူယူသွားတယ်သူဘာတွေလုပ်နေရလဲဆိုတာကိုကျမတို့အပြန်ဆုံးလိုက်ကြည့်မှဖြစ်ကြမယ်ဒီပုံစံတိုင်းဆိုရင်တော့မဖြစ်သေးဘူးသူမှလှုပ်ဝှက်ချက်တစ်ခုခုရှိရမယ်အဲ့ဒီလှုပ်ဝှက်ချက်ကဘာလဲဟုတ်တယ်ငါတို့ဒါရီအားလုံးကိုသိအောင်လုပ်မှဖြစ်မယ်သူနောက်ကိုလိုက်သွားကြည့်မယ်သူနောက်ကိုလိုက်သွားပြီးတော့မှပဲကြည့်မှသိရမှာသူတကယ်ပဲဘာတွေကိုလှုပ်ချင်နေရလဲ တဖက်မှာစုံမကြီးကတော့ကောင်းတုံးလုံးဖြစ်သွားတဲ့အတွက်စွားရီပို့ပြီးတော့ကြီးလာခဲ့ပါပြီ။သူရဲ့အနိုင်အစာမဲ့စွားရီကိုပိုင်ဆိုင်ရဖို့အတွက်သူပူစော်ပွဲကျင်းပပါရီ။ငရဲမင်းကြီးငရဲနှစ်ဖျားကြီးမကောင်းစိုးဝဘီရင်ကြီးမကောင်းစိုးဝဘီရင်ကြီးအရောက်လာခဲ့ပြီပါ။ဒီလိုနဲ့စုံမကြီးကတော့ကာရာမန်ဂျန်တွေနဲ့ပူစော်ပွဲကျင်းပနေခဲ့ပြီးငရဲမင်းကြီးနဲ့မကောင်းစိုးဝနှစ်ဖျားကိုပူစော်နေခဲ့ပါရီ။ခနာကြမှာရွာသူရွာသားတွေအားလုံးကလည်းစုံမကြီးရှိတဲ့လှိုင်ကိုယ်ရဲကိုရောက်လာကြပါတော့တယ်။ဖော်မကြီးဖော်မကြီးခေါင်းတောင်းတောင်းနဲ့စုံမကြီး သူကဘာလုပ်နေတာလဲပူစော်ပွဲတွေလုပ်နေရတယ်တွေ့ပါတယ်ဒုက္ခပဲဒီဆုံးမကြီးကအောက်လန်းပညာလဲတက်တယ်အေးဟုတ်တယ်သူကအတိုင်းစမဲ့စွမ်းအားတွေပိုင်ဆိုင်ဖို့အတွက်ဒါတွေလုပ်နေရမယ်ဖြစ်ရမယ်ငါတို့အနေနဲ့သူ့ကိုအမြန်ဆုံးတားမဖြစ်မှာပေါ့မဟုတ်ဘူးဆိုရင်တော့သူတရွာလုံးကိုဒုက္ခရောက်အောင်လို့လုပ်လိုက်မယ်သီလားသူရဲ့စွမ်းအားတွေမရဖို့အတွက်ငါတို့သွားတားကြမယ်သူမလည်းပူစော်ပွဲတွေကျင်းပနေနေရုတ်တရက်ပဲစွမ်းအားတွေကိုခန့်စားမိနေပါရီခဏနေအောင်ဒီမှာလူသားတွေရှိနေရလား လူသားတွေရဲ့စွမ်းအားတွေကခံစားမိနေတယ်လူသားနဲ့ရတယ်လူနဲ့ရတယ်ဘယ်သူလဲဘယ်သူလဲငါ့ကိုလာနောက်ချက်နေတာဘယ်သူလဲရှင်သွားမယ်ဆိုလို့ရှင်လည်းဖြည်းဖြည်းတတတာသွားပါသူရဲ့ခေါင်းကိုရှင်ဖြတ်ရမှာနော်သူကလည်းတဖြည်းဖြည်းချင်းရှေ့ကိုတိုးသွားလိုက်ပါတယ်ဒီမှာခမရအများကျွန်တော်တို့ရွာသူရွာသားတွေကိုဒုက္ခပေးရဲ့ဟုတ်လားဒီနေ့ခမရအဆုံးတတ်ရမယ်နေပဲဒီအချိန်မှာပဲစုံမကြီးကလည်းကြောင်တောင်ဖြစ်နေခဲ့ရပေါ့ခဏကြာမှရွာသားကလည်းစုံမကြီးရဲ့ခေါင်းကိုဖြတ်ပြစ်လိုက်ပါတယ်ဖြတ်ပြစ်လိုက်ပေမဲ့မထိုးပါဘူးနေငါရဲ့ခေါင်းအလွယ်တကူဖြတ်လို့ရမယ်လို့ထင်နေကြလား ဟဲ့ဒါဘလို့ဖြစ်တာလဲထိုးဆန့်လိုက်တာသူ့ခေါင်းကိုဖြတ်လို့မရဘူးခေါင်းကပြန်ဆတ်သွားတယ်မင်းတို့လိုမျိုးလူသားတွေငါ့ကိုဘာတခုမှလုပ်လို့ရမယ်မထင်ထားနဲ့နင်တို့လိုမျိုးအပြစ်ငရဲသားတွေကများငါ့ကိုဖျက်ဆီးခြင်းနဲ့ဒီလိုနဲ့ရွာသားကလည်းဇုံမကြီးရဲ့ခေါင်းအကြင်ကြင်ဖြတ်နေခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူးသူ့ခေါင်းတွေကိုလုံးဝဖြတ်မရခဲ့တာပါဒီမှာဒီမှာရှင် သူ့ခေါင်းတွေမဖြတ်တော့နဲ့သူ့ရဲ့ကြောကိုရှင်ဓာတ်နဲ့ထိုးလိုက်ကောင်းပြီလေငါတို့ဘလို့မဆိုလောက်ကြည့်ရမှာပဲငါတို့မှအချိန်နည်းနည်းပဲရှိသေးတယ်။သူရပူစော်ပွဲပြီးသွားရင်တော့သူရဆွမ်းအားတွေအရန်ကိုကြီးလာမှာ တို့သားစွာပေါ်ကြီးလာရင်ငါတို့ပဲဒုက္ခတွေ့ရလိမ့်မယ်ဒီလိုနဲ့ဆောင်းမကြီးရဲ့ဘိုက်ကိုသူကဓာတ်နဲ့တွားထိုးလိုက်ပါတယ်ဘိုက်ကိုပဲ၃လေးကောင်လောက်ဆင့်ပြီးတော့ဓာတ်နဲ့ထိုးချလိုက်တာပါဒီအချိန်မှာဆောင်းမကြီးလည်းနာလုံးလုံးအော်ပါတယ်ဒုက္ခပဲဘာလို့တာလဲဘာလို့တာလဲမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးငါငါဆုံးသက်သွားလို့မဖြစ်ဘူးငါစွာရီရတော့မှလေငါ့ကိုကယ်ပါဘာလို့တာလဲငါ့ကိုကယ်ပါငါနှစ်ပေါင်များစွာကြာအောင်လို့ပူစော်ပွဲတွေလုပ်ခဲ့တာငါစွာရီအများကြီးရဖို့ ငါသေးလို့မရဘူးသေးလို့မရဘူးဂျင်းနေဂျင်းနေနဲ့သူ့ရဲ့ကောင်းနှလုံးလုံးပြုတ်ထွက်သွားပါတယ်ရွာသူရွာသားတွေလည်းကိစ္စတွေပြီးသွားတာနဲ့ရွာကိုပြန်လာခဲ့ကြပါတယ်သူတို့ရွာသူနှစ်ယောက်လုံးကအသက်ပြန်ရှင်နေရကိုတွေးခဲ့ရပါတယ်သူတို့ကောင်းတွေကိုသူတို့ပြန်ရသွားပါပြီဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲအခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော် နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်